မြန်မာနိုင်ငံအတွက်လူတန်းချင်းမြင်ကလေးထောက်ပံ့တွဲပွဲနိုင်ရလိုက်တဲ့ကိုလူတန်းမျိုးပြောလာတဲ့အောင်လအဆန်းအားလုံးပဲမင်္ဂလာပါ mseli.news channel ကနေကြိုဆိုပါရစေအားလုံးအဆန်းစွာနဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကအားလုံးသိပြီးတော့ mli music ကိုချပေးတဲ့မြန်မာစပအောင်ကြီးလို့တင်စားခေါ်ခဲ့တဲ့အောင်လအဆန်းကတော့ယခုကြုံတွေ့နေရတဲ့ငလင်းကြောင့်သူ့ချစ်မြတ်နိုးတဲ့ mli လေးကိုမြန်မာပြည်အတွက်လေးလံတင်ရောက်ကြဖို့ဆုံးဖြတ်လိုက်ပြီလို့ပြောခဲ့ပါရစေ မြန်မာနိုင်ငံကကျွန်တော်ရဲ့နှလုံးသားရင်းမြစ်ဖြစ်ပါတယ်ဒီရက်တွေမှာမန်းလေးနဲ့စကိုင်းလေပိုင်းဒေသကိုပြင်းထန်တဲ့မြင်းကလေးတစ်ခုတိုက်ခတ်ပြီးရတော့ကျွန်တော်တို့တွေဟာမယုံနိုင်တော့အောင်ဆုံးရှုံးမှုကြီးမာတယ်။သဘောဘေးရန်တွေကိုကြုံတွေ့နေရပြီးဖြစ်ပါတယ်။မိသားစုတွေဟာလည်းအများကြီးဆုံးရှုံးပြီးအိမ်တွေပျော်ကြပျက်စီးတွေဆုံးရှုံးနေရပြီးအားလုံးကပြန်လဲတူထောင်မှုအားထုတ်နေကြရပါတယ်။ဒီလိုမျိုးအရေးကြီးတဲ့ခိုက်တန့်တွေမှာကျွန်တော်ဟာစူးစီးညီညွတ်ဖို့လိုအပ်ပါတယ်။ဒါကြောင့် ကျွန်တော်ကိုယ်တိုင်တိုက်ခိုက်ခဲ့ပြီးအနိုင်ရယူခဲ့လိုက်တွေကိုလေးလံတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အလုံးငွေတွေကိုအဓိကလိုအပ်နေတဲ့နေရာတွေစီရောက်ပေးဖို့မယ်တာဝန်ကျင်စီရဲ့တယောက်စားလူတန်းမှုဒေါ်လာတိုင်းဟာမြင်းကလေးတင့်ပြည်သူတွေကိုအစာနေရာထိုင်ခင်းနဲ့ဆေးဘက်ဆိုင်အကူအညီတွေစသဖြင့်အများကြီးပံ့ပိုးပေးနိုင်မယ်အလုံးငွေတွေဖြင့်တရားရောက်ရှိမှာပဲဖြစ်ပါတယ်။ဒီလက်အိတ်တွေဟာကန္နာရီအမခံမှုနဲ့ခွန်အားတို့ရဲ့အသက်တွေပြပြီးရခုအခါကျွန်တော်တို့မြန်မာပြည်သူတွေကလည်းပြန်လည်ရှင်သန်ထမြောက်ရလိုအပ်နေတာခွန်အားစိတ်ခွန်အားဖြစ်ပါတယ်။ ကျွန်တော်ဒီလက်အိတ်တွေကိုဘာကြောင့်ရွေးချယ်လိုက်တယ်လဲဆိုတော့အဲ့ဒီဘွဲမှာအလန်နက်နီကိုတွေးလိုက်တဲ့အချိန်မှာလူတိုင်းကကျွန်တော်အတွက်ပြိုင်ပွဲကခက်ခဲလွန်နေမယ်လို့ထင်မြင်ခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ပြိုင်ဖက်ကအရင်မြင့်မြင့်ခွန်အားနဲ့စွမ်းအားပြည့်စုံနေသူတရားဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ကြောက်ရွံ့မှုနဲ့စိန်ခေါ်မှုတွေကိုကြော်လာနိုင်ခဲ့ပြီးအဲ့ဒီဘွဲကိုအနာယူနိုင်ခဲ့ပါတယ်။အဲဒါကြောင့်ဘဲကမစိုးမဖြစ်ရှင်းနိုင်တဲ့အချိန်တွေတခုဖြစ်လာခဲ့တဲ့အချိန်တိုင်းတက်တောက်တူတာနဲ့ကြော်လွားနိုင်မှုရင်းရင်းမှုကိုရှာဖွေရမှာလို့ကျွန်တော်ယုံကြည်ပါတယ်။ အခုကျွန်တော်ခမရုကိုဒီတိုက်ပွဲမှာပေါင်းပြီးဖိတ်ခေါ်ပါမယ်တိုက်ခိုက်တဲ့ကွင်းမှာမဟုတ်ပဲတကယ်လို့အနေနဲ့နေရာအတွက်ဖြစ်ပါတယ်လူရန်မှာမျက်ဝေပေးပါထောက်ပံ့ပေးပါမြန်မာနိုင်ငံသသားတွေမျက်ရှိနေကြအောင်ပြသကြရအောင်လို့ပြောဆိုခဲ့ပါတယ်အဆောင်တိကြည့်ရှုနာဆင်ပေးတဲ့ပရိသတ်ရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်